မိတ်ဆွေများတော့မင်္ဂလာပါကျွန်တော်ရဲ့ Quick Entertainment YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော် မိတ်ဆွေတို့ကိုတမိုင်းတစ်ချောင်းအကြီးမားဆုံးလှုပ်ခဲတဲ့ငလင်တွေအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ကဘာတမိုင်းတစ်ချောင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ကဘာပေါ်မှာလှုပ်ခဲခဲ့တဲ့ငလင်အည်ရွတ်ကရေတွက်လို့မကုံနိုင်အောင်များပြားလှပါတယ်ဗျဒီငလင်တွေတဲကမှအင်အားအပြင်းဆုံးငလင်၁၀ခုကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ် ။နံပါတ်1အနေနဲ့ကတော့ Vetiver ငလျင်ပဲဖြစ်ပါတယ်ဗျ။ကဘာပေါ်မှာလှုပ်ခတ်ခဲ့ဘူးသမျှငလျင်တွေထဲမှာအပြင်းထန်ဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ငလျင်ပဲဖြစ်ပါတယ်။1960မေလ22တုန်းကချီလီနိုင်ငံမှာလှုပ်ခဲ့တာပဲဖြစ်ပါတယ်ဗျ။တိုင်းထားချက်များအရတော့ဒီငလျင်ရဲ့ပြင်းအား6.5 Richter scale မဂနီကျူးထိတောင်ရှိပါတယ်။ 10မိနစ်ဝန်းကျင်ခန့်ကြာတဲ့အထိလောက်ကပ်ခဲ့တဲ့ဒီငလင်းကြောင့်ဆူနာမီရေလိုင်းကြီးတွေဖြစ်ပေါ်စေခဲ့ပြီးချီလီနိုင်ငံတောင်ပိုင်းဟာဝိုင်အီဂျပန်ဖိလစ်ပိုင်းနယူးဇီလန်အရှေ့ပိုင်းဩစတြေးလျအရှေ့ပိုင်းနဲ့ LSTN ကျွန်းစုတွေပါထိခိုက်ခဲ့ရတဲ့ငလင်းပဲဖြစ်ပါတယ်ဗျာထန်ကုန်းက64ခုနှစ်တုန်းက အမေရိကန်နိုင်ငံအာလာစကာပြည်နယ်ကိုဗဟိုပြူပြီးလှောက်ခတ်ခဲ့တဲ့အာလာစကာငရင်ကတော့ကမ္ဘာပေါ်မှာဒုတိယအပြင်းဆုံးလှောက်ခတ်ခဲ့တဲ့ငလင်ပဲဖြစ်ပါတယ်။လူသူထူထပ်စွာမနေတဲ့နေရာမှာလှောက်ခတ်ခဲ့တာကြောင့်အစိုးရကအကောင်လို့ဆိုရမှာပါ။ဒီငလင်ရဲ့ပြင်းရကတော့ Richard Darske 6.2 magnitude ထိရှိပြီးအနီးနားမှာရှိတဲ့ခြံနကာလို့ခေါ်တဲ့ရွာကလေးကိုဖျက်ဆီးပစ်ခဲ့တယ်လို့ကြီးမားတဲ့ရေအောက်မြေပြိုမှုတွေဖြစ်ခဲ့တဲ့ငလင်ပဲဖြစ်ပါတယ်။ 2004ခုနှစ်တုန်းကအိန္ဒိယသမုဒ္ဒရာထဲမှာလှုပ်ခတ်ခဲ့တဲ့ငလျင်တစ်ခုကတော့ပြင်းအားရစ်ချတ်ဒါစကေ6.1မဂနီကျူးထိရှိခဲ့ပြီးကမ္ဘာပေါ်မှာတတိယမြောက်အပြင်းဆုံးငလျင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဆူမာထရာကျွန်းအနီးမှာလှုပ်ခတ်ခဲ့တဲ့ဒီငလျင်ကြောင့်အမြင့်ပေ100နီးပါးရှိတဲ့ဆူနာမီရေလိုင်းတွေဖြစ်ပေါ်ခဲ့ပြီးလူသေပြောက်2,500တန်းမနေရှိခဲ့ပါတယ်ဗျာ။ ဒီငလင်ရဲ့တံကိုတော့အနီးအနားမှာရှိတဲ့အိန္ဒိယထိုင်းမြန်မာမလေးရှားတို့တာမှာကအာဖရိကတိုက်ကကင်ညာဆိုမာလီတန်ဇန်နီးယားမာဒါဂတ်စတာနဲ့တောင်အာဖရိကနိုင်ငံတွေပါခံစားခဲ့ရတဲ့ငလင်ပဲဖြစ်ပါတယ်။နမလေးအနေနဲ့ကတော့တိုဟိုကုငလင်ပဲဖြစ်ပါတယ်။မီးတောင်တွေပေါများလာပြီးပြည့်ပြည့်ကျော်ပေါ်မှာတည်ရှိတဲ့ဂျပန်နိုင်ငံကတော့ ငလျင်တန်းကိုမကြာခဏခန်းစားရလိမ့်ရှိတဲ့နိုင်ငံတနိုင်ငံပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာလှောက်ခတ်ခဲ့တဲ့ငလျင်တွေဟာပြင်းရအတော်သင့်ရှိတဲ့ငလျင်တွေဖြစ်ပြီး2017ခုနှစ်တုန်းကလှောက်ခဲ့တဲ့တိုဟိုကုငလျင်ကတော့အကြမ်းဆုံးဖြစ်ပါတယ်။ဒီငလျင်ရဲ့ပြင်းရကတော့ Richterski 6.1မဂနီကျူးထိရှိပါတယ်ခင်ဗျာ။နောက်ထပ်ပြင်ရ Richterski 6.1မဂနီကျူးထိရှိခဲ့တဲ့ငလျင်တစ်ခုလဲ 1952ခုနှစ်တုန်းကဆိုဗီယက်ယူနီယံနိုင်ငံအတွင်းမှာလှုပ်ခတ်ခဲ့ပါသေးတယ်။အဲ့ဒီငလင်ကိုတော့ Severo Koreska ငလင်လို့အမည်ပေးထားပါတယ်ဗျ။နံပါတ်6အနေနဲ့ကတော့ချီလီနိုင်ငံရဲ့မောဆိုတဲ့ပြည်နယ်တစ်ခုကဆူနာမီတန်ငလင်တန်နဲ့ရင်းနှီးတဲ့ဒေသဖြစ်ပါတယ်။2010တုန်းကခန်းစားခဲ့ရတဲ့ငလင်ကတော့ Richter scale မဂနီကျူးထိရှိခဲ့ပြီးအပြန်အစီအဆုံးရှုံးအတော်လေးများခဲ့တယ်လို့သိရပါတယ်။ဒီငလင်ရဲ့နာမည်ကတော့မောလို့အမည်ပေးထားပါတယ်ဗျ။နမခုနှစ်အနေနဲ့ကတော့1906ခုနှစ်တုန်းကအီကွေဒေါနိုင်ငံနဲ့ကိုလံဘီယာနိုင်ငံအနီးကကမ်းကမ်းလွန်နေရာမှာလှောက်ကပ်ခဲ့တဲ့ငလျင်တစ်ခုကလည်းပြင်ရ Richarder scale 7.8မဂနီကျူးထိရှိခဲ့ပါတယ် ဒီငလျင်ကြောင့်ဆူနာမီလိုင်းတွေဖြစ်ပေါ်ခဲ့ပြီး လူဦးရေ900တန်းမနည်းအသေးပြောက်ရှိခဲ့ပါတယ်ဗျနံပါတ်၈အနေနဲ့ကတော့ Ras Island ငလျင်ပဲဖြစ်ပါတယ်အမေရိကန်နိုင်ငံပိုင်အတွင်းမှာတည်ရှိပြီးဘာရင်ပင်လယ်ပြင်အတွင်းမှာရှိတဲ့ Ras Island မှာတော့1965ခုနှစ်ကပင်အားရီချတ်ဒါစကီ၈ .0 မဂနီကျူးရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ် ဒီငလင်ကကဘာပေါ်မှာ အထမမြောက်အပြင်းဆုံးငလင်ပဲဖြစ်ပါတယ်ဗျနံပါတ်6အနေနဲ့ကတော့အိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံတို့အဓိကခံစားခဲ့ရတဲ့အင်အားပြင်းငလင်တစ်ခုကတော့1950ခုနှစ်မှာလှောက်ခတ်သွားမှုပါတယ်ဒီငလင်ကို Asan Tibet ငလင်လို့အမည်ပေးထားခဲ့ပြီးပြင်းအားကတော့ Richter scale 8.6 magnitude ပဲဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ကတော့အိန္ဒိယသမုဒ္ဒရာထဲမှာ2012ခုနှစ်တုန်းကလှုပ်ခတ်ခဲ့တဲ့ငလျင်တစ်ခုပဲဖြစ်ပါတယ်။ပြင်အားရစ်ချာဒါစကေး6.6မဂနီတူးထိရှိခဲ့ပြီးအဲ့ဒီငလျင်တန်ကိုခန်းစားခဲ့ရတာကတော့အနည်းဆုံးမှရှိတဲ့အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ခုတင်ဆက်ပေးလိုက်တာကတော့ကဘာပေါ်ကအင်အားအပြင်းဆုံးငလျင်ဆဲကူအကြောင်းပဲဖြစ်ပါတယ်။3လပိုင်း28ရက်နေ့ ်စကိုင်းမန္တလေးကိုအခြေပြု၍လှောက်ခတ်ခဲ့တဲ့ငလင်ကတော့ Richterscale 7.7 magnitude ရှိပါတယ်။ကဘာပေါ်မှာအင်းအားအပြင်းဆုံးငလင်တွေကမှအဆင့်18နေရာမှာပေါ်ပြခြင်းခံရတဲ့ငလင်ပဲဖြစ်ပါတယ်ခင်ဗျ။လူအသေးပြောင်များရှိသလိုယခုတည်းကလည်းကဲဇယ်ရေးတွေဆက်လက်လှုပ်ဆောင်နေရတဲ့ငလင်တစ်ခုပဲဖြစ်ပါတယ်။ မိတ်ဆွေတို့လည်းအဆဆရရဘီယူဆိုင်နေထိုင်ကြရင်ကက်ကြီးသုံးပါးပြီးမှအမြန်ဆုံးကြော်လွားနိုင်ပါစေလို့ကျွန်တော်အနေနဲ့စူတောင်းမြတ်တာပို့လိုက်ရပါတယ်ခင်ဗျာ